ဟိုရှိရှိတုန်းကဂေါ်ဂိုလဘူရာလို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုမှာအင်မတန်မှ ကျနာသနာတတ်တဲ့ဘရင်မင်းမြတ်တစ်ပါးအုပ်စိုးခဲ့ပါတယ်။ဘရင်ကြီးဟာသူ့ရဲ့စင်ရသားပြည်သူပြည်သားတွေအပေါ်အလွန်ကယူဆိုင်ပေးတော့အမြဲတမ်းကြည့်ရှုဆောင်ရှောက်တော်မူတယ်။ဒါကြောင့်မဲတိုင်းသူပြည်သားတွေအားလုံးကလည်းဘရင်ကြီးကို အလွန်မဲရွတ်သေးလေးစားချစ်ခင်ကြပါတည်း။ခမီးတော်ခမီးတော်ဖေဟာဒါတော့ရွှေတင်းကအကြွေစီနင်းနေလောက်လို့ချင်ပါတယ်ဖေဟာ။ အလိုဘာအတွက်လဲသားတော်သားတော်ကရွှေတင်းကားရီနဲ့ဘာများလုံမလို့လဲမြို့ထဲမှာကျန်ပါမဲ့ပွဲတော်ကိုသွားနေချင်လို့ပါခမီးတော်အဲ့ဒီပွဲတော်ရောက်ရင်ရွှေတင်းကားရီနဲ့ဓာတ်နေအများအကြီးစီပြီးပျော်ချင်ပါချင်လို့ပါဘယင်ကြီးဟာသားတော်ရဲ့ယူသားဖြူစင်းတဲ့စကားကိုကြားပြီးပြုံးတော်မူလိုက်ပါတယ်အော်ဒါဆိုရွှေတင်းကားရီနဲ့ပွဲတော်မှာဒန်းစီမလို့ပေါ့ကောင်းပြီလေကောင်းပြီရော့ဒီမှာကဲရော့ ဘရင်မင်းမြတ်ဟာမင်းသားလေးကိုရွှေတင်ကားရီအများကြီးထည့်ထားတဲ့အိတ်တလုံးကို ပေးပြီးတဲ့နောက်အဲ့ဒီနေရာကနေထွက်ခွာသွားပါတော့တယ်။မင်းသားလေးကတော့ဒုလက်ထဲကရွှေတင်ကားရီအများကြီးကိုမြင်ပြီးသိတ်ကိုပျော်ရွှင်နေခဲ့ပါတယ်။ဟာရွှေတင်ကားရီအများကြီးပဲအခုဆိုရင်တော့ငါပျော်စရာတွေအများကြီးလုပ်လို့ရပြီ။မင်းသားလေးကရွှေတင်ကားအိတ်ကိုပိုက်ပြီးအဲ့ဒီနေရာကနေဝမ်းသာအားရထွက်သွားပါတော့တယ်။အမတ်ကြီးကိုတော်တို့တန်းပြီမှာဘွဲတော်ကိုဘယ်တော့လောက်ကျင်းပါမှာလဲ။ မှန်လားပါဘယင်မင်းမြဲဘွဲတော်ကတော့မကြခင်မှာကျင်းပါတော့မှာပါဒါပေမဲ့ပြဿနာတစ်ခုတော့ရှိနေပါတယ်ဖေပြဿနာဟုတ်လားဘလို့မျိုးပြဿနာလဲအမကြီးအရင်မင်းမြတ်တည်တော်မူတဲ့အတိုင်းကျွန်တော်မျိုးတို့တိုင်းပြည်မှာတနေ့တစ်ခါဘွဲတော်ကြီးကိုစီကားတိုက်မြိတ်စွာကျင်းပါလိရှိပါတယ်အဲ့ဒီလိုကြီးကျယ်ခမ်းနားတဲ့ဘွဲတော်အတွက်ကျွန်တော်မျိုးတို့မှာနေရာအတည်ကြီးတစ်ခုလိုအပ်ပါတယ်ဖေဒါများပါစိတ်ပူစရာရှိလို့လဲအမကြီး အရင်နှစ်တွေကပွဲတော်ကျင်းပခဲ့တဲ့နေရာမှာပဲဒီနှစ်လည်းထပ်ကျင်းပလိုက်ရင်ရတာပဲမလားအခုမှဘယ်ကိစ္စကပြဿနာပေါ်လာရတာလဲဒါပေမဲ့အရှင်မင်းမြတ်ကျွန်တော်မျိုးဆိုလိုချင်တာကအခုမှဒါပေမဲ့ရိပါရီလာပြောမနေစမ်းမနဲ့အမတ်ကြီးခွလတော်မူပါအရှင်အမှန်ကတော့အရင်ကပွဲတော်ကျင်းပခဲ့တဲ့နေရာမှာအခုဆိုရင်မိုးရင်းကာလာတော့ကမိုးများခဲ့တဲ့အတွက်တပင်ကြီးတွေအများကြီးပေါက်ရုံနေပါတယ်ဖေယား အခုဆိုအဲ့ဒီနေရာကတောအုပ်ကြီးတစ်ခုလိုဖြစ်သွားပြီးတာရဲတရိတ်ဆန်တွေပါနေထိုင်ကျဆားနေကြတယ်လို့ကြားသိရပါတယ်။ဒါကတကယ်ပြဿနာပါပဲအရှင်ဘုရင်မင်းမြတ်။အိုးဒီလိုလား။ဒါဆိုရင်တော့တကယ်ပဲစဉ်းစားစရာပဲကို။ကောင်းပြီလေ။အဲ့ဒီနေရာကိုသွားကြည့်ကြရအောင်။နေရာကိုရှင်းလင်းလို့ရနိုင်မလားမရနိုင်ဘူးလားဆိုတာကိုရောကိုတိုင်းလေ့လာကြည့်မှဖြစ်မယ်။အမိန့်တော်အတိုင်းမှာအရှင်ဘုရင်မင်းမြတ်။ ခဏကြာမှတော့ဘယင်ကြီးကအမတ်ကြီးနဲ့အတူအဲ့ဒီနေရာကိုရောက်ရှိလာခဲ့ပါတယ်။အိုးဒီနေရာကတကယ်ကိုတောအုပ်ကြီးတစ်ခုလိုဖြစ်နေပြီပဲ။ဒီလိုတာယာဆိုပြနေတဲ့တတော်တစ်ခုကိုဖြတ်စည်းပြဖို့ဆိုတာတကယ်ပဲမတင်တော်ပြီဘူး။မှန်လားပါဘယင်မင်းမြတ်။ဒါပေမဲ့မေကွန်ကပွဲတော်ကိုဘယ်နေရာမှာကျင်းပကြမလဲဆိုတာပါပဲ။ပုံမှန်ကျင်းပနေကြနေရာကတော့အခုတောအုပ်တစ်ခုဖြစ်နေပြီ။ဘယ်လိုလုပ်ကြရင်ကောင်းမလဲအရှင်။နောက်မှစဉ်းစားကြတာပေါ့အမတ်ကြီးရဲ့။ ကိုတော်တို့မှာအချင်းတွေအများကြီးရှိပါသေးတယ်။တနည်းမဟုတ်တနည်းတော့အပြေရှားတွေ့မှာပါ။တိတ်လဲစိတ်မပူပါနဲ့။ဘယင်ကြီးကအဲ့ဒီလိုပြောပြီးနန်းတော်စီကိုပြန်ကြွားသွားပါတယ်။တစ်ဖက်မှာတော့မင်းသားလေးဟာသူ့ရဲ့မိတ်ဆွေဖြစ်သူဖိုးလာကိုသူရထားတဲ့ရွှေတင်းကားတွေထုတ်ပြပြီးကြွားဝါနေခဲ့ပါတယ်။ဟေးဖိုးလာဒီမှာကြည့်စမ်း။ကမီးတော်ကငါ့ကိုအကျွေးစီတွေအများကြီးပေးထားတယ်ဆိုတာကိုကြည့်လိုက်စမ်း။ဟုတ်ပါတယ်မင်းသားလေး။ဒါတွေကတကယ်ပဲအများကြီးပါပဲ။ဒါနဲ့ မင်းသားလေးကဒီဒင်းကားရီနဲ့ဘာများလုပ်မှလဲယင်ဟာမင်းကတုံးလိုက်တာရှင်းရှင်းလေးပဲလေပွဲတော်သွားတဲ့အခါဒန်းစီမယ်မုံတွေဝယ်စားမယ်ပြီးတော့အယုတ်တွေဝယ်ဖို့တုံးမှာပေါ့မင်းသားလေးအတွက်ဒီဒင်းကားရီကဘာများလိုအပ်လို့လဲမင်းသားလေးကပွဲတော်ကို အလကားတောင်သွားလေလို့ရတာပဲမလားဘသူကမင်းသားလေးစီကပတ်စံတောင်းရဲမှလဲအဲ့ဒါတော့ဟုတ်တယ်ပူလာဒါပေမဲ့ဒါကငါရဲ့ဝါသနာပဲပြီးတော့ဒါတွေကငါပတ်စံမှမဟုတ်တာခမင်းတို့ရဲ့ပတ်စံတွေလေ ခမီးတော်ကငါ့ကိုသုံးမှုအတွက်ပေးထားတာပဲမင်းသားလေးကအဲ့ဒီလိုပြောပြီးထွက်သွားပါတော့တယ်ဘိုလာကတော့ထွက်သွားတဲ့မင်းသားလေးရဲ့ကြောပြင်ကိုကြည့်ပြီးသူ့စိတ်ထဲကနေတိတ်တိတ်ကလေးတွေးနေမိပါတယ်အင်းငါမှသာတင်းကားတပြားလောက်ရှိခဲ့ရင်တိုးထဲမှာတန်ရာရနေတဲ့ငါရဲ့တရိတ်ဆန်တငယ်ချင်းတွေအတွက်ဆေးဝယ်ပေးလိုက်နိုင်မှာပဲဘိုလာအဲ့ဒီလိုတွေးရင်းနဲ့သူ့ရင်ကိုစိတ်မကောင်းစွာပြန်သွားပါတော့တယ်ဥယျာဉ်တော်ထဲမှာဘယင်ကြီးလမ်းလျှောက်နေတော့သူ့ရဲ့လက်ထဲမှာမင်းသားလေးရဲ့ရွှေတင်ကားတွေကိုတွေ့လိုက်ရပါတယ် ဟင်ဒီအချွေသေးတွေကဘာလို့ဒီနေရာမှာ ပြန်ကျင်းနေရတာလဲမှန်လားပါဘယင်းမင်းမြေကျွန်တော်မျိုးထင်တာကတော့မင်းသားလေးစောကစားရင်းနဲ့ပြုတ်ကြကြမ်းခဲ့တာဖြစ်ပါလိမ့်မယ်ဟာဟာဟုတ်တယ်ဟုတ်ပါပဲဒီလိုပဲဖြစ်ရမယ်อืมငါသားတော်ကတော့ဘယင်းကြီးကမြေပေါ်ကျနေတဲ့ဒင်ကားပြားတွေကိုကောက်ယူပြီးသူ့ရဲ့ဝင်းယုံလေးကိုထည့်လိုက်ပါတယ်သူဆက်လျှောက်သွားတဲ့အခါမှာတော့နောက်ထပ်အကျွေးစီးတွေပြန်ကျဲနေတာကိုထပ်တွေ့ရပြန်ပါတယ်အလိုဒီမှာလဲဒင်ကားပြားတွေထပ်ကျနေပြန်ပါလား อืมဒါကဘာကိုဆိုလိုတာလဲဆိုတော့မင်းသားလေးဟာသူ့ရဲ့ဒင်ကားပြားတွေကိုတံမိုးထားပြီးမထိမ့်သိမ့်နိုင်ဘူးဆိုတဲ့အတိတ်ပဲပဲမှန်လားပါဘယင်မင်းမြဲမင်းသားလေးကအခုထိကလေးပဲရှိသေးတာကိုဒီဒင်ကားပြားတွေရဲ့တံမိုးကို သူ့ပဲနားလည်နိုင်မအောင်လေဖေဟာအမကြီးရဲ့စကားကိုကြားလိုက်ရတဲ့အခါဘယင်ကြီးကအတွေးနဲ့ကြီးတစ်ခုတည်းကိုနှစ်မြုပ်သွားခဲ့ပါတယ်ပြီးတော့အမကြီးကိုပြန်ပြောလိုက်ပါတယ်မဟုတ်ဘူးအမကြီးမဟုတ်ဘူး မင်းသားလေးကဒီဒင်းကားပြားတွေရဲ့တံမိုးကို နားမလည်လိုက်အောင်ကလေးမဆန်တော့ပါဘူး။သူ့ရဲ့အခုအရွယ်ကဒီဒင်းကားပြားတွေရဲ့တံမိုးအစစ်အမှန်ကိုသင်ပေးရမယ့်အချိန်ရောက်ပြီလို့ကိုတော်ထင်နေ။ဒါဆိုရင်ဘလုံနီးနဲ့သင်ပေးမှလည်းအရှင်။ဘလုံနီးနဲ့ဆိုတာအခုချက်ချင်းတော့မဟုတ်သေးဘူးအမကြီး။အချိန်တန်ရင်သင်ကိုယ်တိုင်သိလာပါလိမ့်မယ်။ဘယင်ကြီးကအဲ့ဒီလိုပြောပြီးအဲ့ဒီနေရာကနေထွက်သွားပါတော့တယ်။နောက်တနေ့မှာတော့မင်းသားလေးဟာသူ့မိတ်ဆွေဖိုလာနဲ့တွေ့ဖို့ထွက်လာခဲ့ပါတယ်။ဘာဖြစ်တာလဲမင်းသားလေး။ ဒီနေ့ဘာလို့ဒီလောက်တောင်တိတ်ဆိတ်နေရတာလဲဖိုးလာရမင်းကခမီးတော်ပေးလိုက်တဲ့ဒင်းငါတွေလေအဲ့ဓာတွေအကုန်လုံးပြောက်ကုန်ပြီကွဟင်ဘလို့ဖြစ်ပြီးပြောက်သွားရတာလဲမင်းပြန်မရှာကြည့်ဘူးလားရှာတာပေါ့ကွာအနှံ့မေလိုက်ရှာတာဒါပေမဲ့ဘယ်မှမှပြန်မတွေ့တော့ဘူးကစားနေရင်းနဲ့တနည်းရရမှာကြာကြံနေတာပဲဖြစ်ရမယ်ထားလိုက်ပါတော့ကွာငါခမီးတော်စီကနေနောက်ထပ်ထပ်ပြီးတောတောင်းလိုက်မယ်မင်းသားလေးရဲ့စကားကိုကြားပြီးဖိုးလာကအစင်မကောင်းစွာနဲ့သူ့စိတ်ထဲကတွေးနေမိပါတယ် အဲ့ဒီတင်းကားတွေသာငါစီမှာရှိခဲ့ရင်ငါရဲ့တရိတ်ဆန်တငယ်ချင်းတွေရဲ့တန်ရာတွေကိုစေကုပေးလိုက်နိုင်မှာမင်းသားလေးလို့တော့ဘယ်တော့မှအလဟတာပျောက်ဆုံးသွားအောင်ငါလုံးမမဟုတ်ဘူးတခါတလေချမ်းသာပေါများတဲ့လူတွေကတကယ်ကိုနားမလည်နိုင်စရာတွေလောက်ကြတာပဲသူတို့သာငါတို့လိုဆင်းရဲတဲ့ဘဝမှာနေကြည့်ရရင်ဒီပစ္စည်းတွေရဲ့တန်မိုးကိုသိလာကြမှာဖိုးလာကဝန်းနေစွာနဲ့အဲ့ဒီလိုတွေ့ရင်အိမ်ကိုပြန်သွားခဲ့ပါတယ်တစ်ဖက်မှာတော့မင်းသားလေးဟာဘယင်ကြီးစီကိုသွားပြီးစကားပြောလိုက်ပါတယ် ခမီးတော်ခမီးတော်ဘဲကိုကြွချင်မလို့ပါလေ။ဩတားတော်ခမီးတော်တို့တိုင်ခမ်းလှည့်လေဖို့သွားမလို့လီ။ခမီးတော်တားတော်လေအတူလိုက်ခဲလို့ရမလား။လိုက်ခဲလေတားတော်လိုက်ခဲလို့ရတာပေါ့။ဒါကသိက်ကောင်းတဲ့အကြံပဲ။ဒါဆိုကောင်းတာပေါ့ခမီးတော်တားတော်အခုပဲအသက်မြင်ပြီးလိုက်လာခဲ့ပါမယ်။မင်းသားလေးအထဲဝင်သွားတာကိုမြင်ပြီးဘယင်ကြီးကအမတ်ကြီးကိုလှည့်ပြောလိုက်ပါရယ်။အမတ်ကြီးကိုတို့တို့ခရီးထွက်ဖို့အတွက်အားလုံးစီစဉ်လိုက်ပါ။အမိန်တော်အတိုင်းမှာအရှင်ဘယင်မင်းမြတ် မကြခင်မှာပဲဘရင်ကြီးမင်းသားလေးနဲ့အမတ်ကြီးတို့ဟာတိုင်းပြည်ကိုလှည့်လည်တည်ရှိဖို့ထွက်ခွာလာခဲ့ကြပါတယ်။ခရီးလမ်းမှာမင်းသားလေးကဘရင်ကြီးကိုပြောလိုက်ပါတယ်။ခမီးတို့ကားတော်ရွှေရင်းကားတွေထက်လို့ကျင်လို့ပါ။ဟင်ဘာအတွက်လဲသားတော်ခမီးတို့အရင်တခါပေးလိုက်တဲ့ဒင်းကားတွေကိုရောပါလုလိုက်လေ။တိုင်းပြည်မှာပွဲတော်တောင်မကျင်းပရသေးဘူးလေ။သားတော်ကနောက်ထပ်ဒင်းကားတွေဘာအတွက်လိုအပ်နေရတာလဲ။ဟုတ်အဲ့ဒါကလေခမီးတို့မနေ့ကသားတော်စော့ကစားနေတော့ အဲ့ဒီဒင်းကားတွေအကုန်လုံးတနည်းရရမှပျောက်သွားလို့ပါဗျာ။ဒါကြောင့်သားတော်ကို နောက်ထပ်အစ်စ်တွေထပ်ပေးပါအောင်။မပေးနိုင်ဘူးသားတော်။လုံးဝမရဘူး။ခမီးတော်သားတော်ကိုနောက်ထပ်ဒင်းကားတပြားမှမပေးနိုင်တော့ဘူး။ဟင်။ဘာဖြစ်လို့လဲခမီးတော်။ခမီးတော်စီမှာဒင်းကားတွေမရေမတွက်နိုင်အောင်အများကြီးရှိတာပဲမလား။အဲ့ဒီအထဲကနင်းနေလောက်သားတော်ကိုပေးလိုက်တော့ရော။ဘာဖြစ်သွားမှမလို့လဲ။မင်းသားလေးအဲ့ဒီလိုပြောနေတော့မှပဲသူတို့ရှိကိုရေသေးကြီးတပါးရုတ်တရက်ရောက်ရှိလာပြီးတော့ပြောလိုက်ပါရယ်။အเจ้าကတော့မင်းသားလေးဟာ ဒီဒင်းကားပြားတွေရဲ့တံမိုးအစစ်အမှန်ကိုမသိသေးလို့ပဲ။အိုးရသည့်ကြီးကိုဥခိုက်ပါတယ်ဖရာ။အသက်ရှိပါစေကွယ်အသက်ရှိပါစေ။ရသည့်ကြီးကို ရှင်ကိုးပါတယ်ဖရာ။အသက်ရှိပါစေအမတ်ကြီး။ရသည့်ကြီးကိုရှင်ကိုးပါတယ်ဖရာ။အသက်ရှိပါစေမင်းသားလေး။ရသည့်ကြီးအရှင်ဖရာမိန်ကြားတဲ့စကားရဲ့အတိတ်ပဲကိုကားတော်သိခွင့်ရှိမလားဖရာ။ရတာပေါ့မင်းသားလေး။ခဏဆောင်။ငါကိုယ်တော်မင်းသားလေးကိုမြင်ကွင်းတစ်ခုပြတာမင်း။ ။ရတေကြီးကအဲ့ဒီလိုပြောပြီးသူ့ရဲ့တကူနဲ့အနီးနားကတပင်ကြီးတပင်ပေါ်မှာမြင်ကွင်းတစ်ခုကိုထင်ရှားပေါ်ပေါက်လာစေခဲ့ပါတယ်။တစ်သီးတွေဝဲကြပါအောင်လက်လက်ဆက်ဆက်တစ်သီးတွေရပါရဲခမညာ။ဒီတစ်သီးတွေအကုန်လုံးဘယ်လောက်လဲ။အချွေစိတ်တစ်စီကိုစေလုံးပါခမညာ။အိုးဈေးကြီးလိုက်တာ။ဒီမှာကြည့်စမ်း။တင်ငါတို့ပြောင်းအောင်အလုံး20ပေးနိုင်ရင်ပေးမပေးနိုင်ရင်တော့ငါမဝဲတော့ဘူးသွားမယ်စင်ရသားကောင်လေးကဝဲသူရဲ့စကားကိုသာပြီးစစ်မကောင်စွာနဲ့သူ့စိတ်ထဲမှာတွေးနေမိပါတယ် မနေ့ကတည်းကငါတလုံးမှမရောက်ရသေးဘူးဒီနေ့မှဒီအသေးတွေကိုရောင်းမထွက်ရင် အကုန်ပုတ်ကုန်တော့မှာထားလိုက်ပါတော့လေဒီဝဲသူကိုဈေးလျှော့ပြီးတော့ပဲရောင်းလိုက်တော့မင်းဟဲ့ကောင်လေးဘာရင်းငိုင်းနေတာလဲအော်ဟုတ်ကဲ့ဟုတ်ကဲ့ပါသခင် ကောင်းပါပြီအလုံး20အတွက်တင်းငါတပြားပဲပေးပါခမညာအေးကောင်းပြီရော့အဲ့ဒီဝဲသူကဈေးရသားကောင်လေးကိုအကျွေးဈေးတစ်စီပေးပြီးတော့ထွက်သွားပါတော့တယ်အခုတော့ဒီအကျွေးဈေးတစ်စီနဲ့ငါအဖေအတွက်ဈေးဝယ်သွားလို့ရပြီ။ ဒီလိုနဲ့ဇင်းရဲသားအကောင်လေးကအဲ့ဒီလိုတွေ့ပြီးအိမ်ပြန်လန်းကိုထွက်လာခဲ့ပါတယ်။လမ်းမှာတော့သူဟာအလုံးအုံမင်းပြီးအားနေနေတဲ့အဘွားကိုတယောက်ကိုတွေ့လဲရပါတယ်။အဘွားကိုဟာလမ်းသွားလမ်းလာတွေကိုငိုယိုပြီးတော့တောင်းရန်နေခဲ့တာပေါ့။တားရဲ့အဘွားလေးလေးရရှိပြီးဘာမှမစားရသေးလို့သိတ်ကိုစားလောင်နေပါတယ်ကွယ်။အဘွားကိုတခုခုစားဖို့ပတ်စံလေးနည်းနည်းလောက်ကူညီပါဦး။မဟုတ်ရင်မဟုတ်ရင်အဘွားပိုက်စားလွန်းလို့တည်သွားလိမ့်မယ်တားရဲ့တည်သွားလိမ့်မယ်။ ဇင်ရသားကောင်လေးရအဖွားဝေးရဲ့စကားကိုကြားပြီးသူစိတ်ထဲမှာတွင်းနေမိပါတယ်။အဖွားကိုကြည်ရတာတကယ်ပဲဗိုက်စာနေပုံပဲ။ဒါပေမဲ့ငါမှလည်းအချွေသေးတစ်စီပဲရှိတော့တယ်။ငါငါဘယ်လိုလုပ်ရမလဲ။အင်းငါဒီအချွေသေးကိုအဖွားကိုပဲပေးလိုက်တော့မယ်။အဖေအတွက်ဆေးကိုတော့နောက်တစ်ခါမှဝယ်ပါတော့မယ်လေ။အဲဒီလိုတွေးပြီးဇင်ရသားကောင်လေးကအဖွားကိုသူ့ရဲ့အချွေသေးလေးပေးပြီးအဲ့ဒီနေရာကနေထွက်သွားပါတော့တယ်။ရန်အနေငယ်ကြတဲ့အထိဇင်ရသားကောင်လေးဟာတစ်တီတလုံးမှရောက်မထွက်ခဲ့ပါဘူး။ အခုထိငါ့မှာတပြားတစ်ချမ်းမှဝင်ငွေမရှိသေးဘူးငါဘယ်လိုလုပ်ရပါမလဲဒီလိုနဲ့စည်သားကောင်လေးကဝဲသွေးကိုရှာဖွေရင်းစိတ်သက်သာနေတော့မှာပဲအဲ့ဒီအဖွားကိုဟာငိုယိုပြီးသူ့စီကိုထက်ရောက်လာပြန်ပါတယ်အဖွားဘာဖြစ်လာတာလဲအခုဘာလို့ငူနေရတာလဲဘာလို့ရမလဲသားရဲ့အဲ့ဒီနေ့ဟာတော့မင်းကအဖွားကိုကူညီခဲ့လို့အဆင်ပြေသွားတယ်။ဒါပေမဲ့ဒီနေ့လေအဖွားထက်ပြီးပိုက်စာနေပြန်ပြီ။အခုအဖွားဘယ်လိုလုပ်ရမလဲ။စိတ်မပူပါနဲ့အဖွား။ ဖျားသခင်ကတနည်းမဟုတ်တနည်းလမ်းပြပေးမှာပါအဖွားတကယ်ပဲဒုက္ခရောက်နေပါတယ်သားရဲ့အိမ်မှာဝင်ငွေရှာပေးမဲ့လူလည်းတရားအောင်မှမရှိဘူးအဖွားကိုလည်းဘသူကမှအိမ်မှာမနေခိုင်းကြဘူးဒါကြောင့်မဲအဖွားပိုက်စားပြီးတရားတော်မဲထင်ပါတယ်ကွယ်ဒီလိုနဲ့အဖွားကိုကသူရဲ့ဒုက္ခတွေကိုပြောပြနေတော့မှပဲဝယ်သူတယောက်ရောက်လာခဲ့ပါတယ်ဟိတ်ကောင်လေးဒီတက်သေးတွေငါ့ကိုပေးစမ်းဟုတ်ကဲ့ရပါတယ်ခမညာတီးမှာပါပတ်စံဘလောက်ကြလဲအကျွေးစိတစီပါခမညာ ရော့ဒီလိုနဲ့ဝယ်သူကအကောင်လေးစီကတတိတွေဝယ်ပြီးထွက်သွားပါတယ်ဒီမှာအဖွာဒါလေးကိုယူထားလိုက်ပါဒါအဖွာကိုအနေနဲ့အများတော့အခုညီဖြစ်စင်မှာပါမဟုတ်ဘူးသားရဲ့မဟုတ်ဘူးအဖွာကဒါကိုဘလို့လုပ်ပြီးယူရမှာလေဒါကမင်းရဲ့ချွေးနေစာနဲ့ရထားတဲ့ဝင်ငွေလေကိစ္စမရှိပါဘူးအဖွာယူထားလိုက်ပါကျွန်တော်နောက်တစ်ခါထိုက်ရှာလိုက်ပါမယ်ဒီလိုနဲ့ကောင်လေးကအဖွားကိုအကျွေးစီလေးပေးပြီးလွှတ်ထွက်သွားဖို့ကြံလိုက်တဲ့အချိန်မှာပဲရွှေတရဲ့အဖွားကသူ့ကိုစကားတခုံပြောလိုက်ပါတယ် မိရဲ့စေတနာအပေါ်မှာငါတိတ်ကိုကြည်နူးမိပါတယ်တာရဲ့မင်းဟာဒီအကျွေးစေးတစ်စေးရဲ့တန်မိုးကိုနားလေတယ်အရေးအကြီးဆုံးကတော့စင်ရဲ့ပြီးအားကိုရမဲ့နေတဲ့လူတစ်ယောက်ကိုပါကူမှမမျော်လင့်မဲနဲ့ကုညီခဲ့တယ်ဒါကြောင့်ငါမင်းကိုကောင်းချီးပေးပါတယ်အခုကစပြီးမင်းဟာဒီတိုင်းပြည်ရဲ့ဘရင်ဖြစ်လာပါစေအဖွားကအဲ့ဒီလိုပြောပြီးနေရာကနေကွဲပြောက်သွားပါတယ်တေပင်ပေါ်မှာပေါ်နေတဲ့မြင်ကွင်းကလည်းချက်ချင်းပဲပျောက်ကွယ်သွားပါတော့တယ်မြင်မြင်မဟုတ်လားမင်းသားလေး လူတယောက်အတွက်ဒီအကျွေးစီးတစ်စီးရဲ့တန်ဖိုးကဘလောက်ကြီးမားတယ်ဆိုတာကိုပြီးတော့မင်းသားလေးသိလားအဲ့ဒီစင်ရဲသားကောင်လေးကဘာတူလဲဆိုတာမသိပါဘူးရသေးကြီးကျွန်တော်မျိုးမသိပါဘူး तू ကဘာတူလဲဆိုတာကိုပြောပြပါအောင်အဲ့ဒီကောင်လေးကတကယ်ပဲဘာတူလဲရင်အဲ့ဒီစင်ရဲသားကောင်ကလေးကတခြားသူမဟုတ်ဘူးဒီတိုင်းပြည်ရဲ့ဘယင်မင်းမြတ်တနည်းအားဖြင့်မင်းသားလေးရဲ့ခမီးတော်ကိုယ်တိုင်ပဲဖြစ်တယ်ကျွန်ုပ်ထင်တာတော့ဒီလောကမှာအကျွေးစီးတစ်စီးရဲ့တန်ဖိုးကိုတို့ချက်ပို့ပြီးတည်ရလူရှိတော့မှာမဟုတ်ဘူး ရတီကြီးရဲ့စကားကိုကြားပြီးတဲ့နောက်မင်းသားလေးကတိတ်ကုတ်အံ့ဩသွားပြီးသူ့ရဲ့ခမဲတော်ကိုလှဲမိလိုက်ပါတယ်။ခမီးတော်ဒါဆိုခမီးတော်ကအရင်တော့ကတိတ်ကိုဆင်းရဲခဲ့တာပေါ့နော်။ဟုတ်တယ်သားတော်ဟုတ်တယ်။ဒါကြောင့်ပဲခမီးတော်ကသားတော်ကိုအကျွေကြီးတွေရဲ့တံမိုးကိုနားလေဖို့ပြောနေရတာပေါ့။မှန်လားပါခမီးတော်သားတော်နားလေပါပြီ။ဒီနေ့ကစပြီးသားတော်အကျွေကြီးတွေကိုဘယ်တော့မှမဖြုံးတီးတော့ပါဘူး။ပြီးတော့တိတ်လေတံမိုးထားပြီးထိမ့်သိမ့်ပါမယ်။ မင်းသားလေးကသူ့ခမီးတော်ကိုအဲ့ဒီလိုပြောနေတော့မှာပဲရုတ်တရက်အဝေးကနေတစုံတရာရဲ့အော်ဟစ်အကူအညီတောင်းတမ်းတွေကိုကြားလိုက်ရပါတယ်အမတ်ကြီးဒါဘလူးအတန်တွေလေမှန်လားပါဘယင်မင်းမြက်ဒီအတန်ကပွဲတော်ကျင်းပလေးရှိတဲ့နေရာကနေထွက်လာတာနဲ့တူပါတယ်ဖေယားကျွန်တော်မျိုးတို့သွားကြည့်တင်ပါတယ်ဖေယားအဲ့ဒီအချိန်မှာပဲလူအလုံးကအဲ့ဒီနေရာကိုသွားဖို့ထွက်ခွာလာကြပါတော့တယ်ကြေကြပါဦးကြေကြပါဦးဘသူရှိလဲဘသူရှိကြလဲကျုပ်တို့ကိုကြေကြပါဦးကျုပ်တို့ကိုကူညီကြပါဦး ဟာဟာဟာမင်းတို့အားလုံးဒီနေရာမှာနေလာတာကြာလာပြီအခုတော့ငါကမြားတစင်းနဲ့ငှက်နှကောင်ပြစ်တော်မယ်ကွဟာ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 ရုံမာလိုက်တယ်လူငါတို့ကမင်းကိုဗာမြားလုတ်ခင်ပြီလို့လေငါတို့ကိုတွား권ပေးပါတွား권ပေးပါဟာဟာဘလို့လုတ်ပြီးအလွယ်တကူတွား권ပေးရမှာလေအခုငါကမင်းတို့နှကောင်ကိုရောဒီမှာရှိတဲ့တရိတ်ဆန်အားလုံးကိုပါအမဲလိုက်ပြီးမင်းတို့ရဲ့တရေတွေကိုရောက်စားပြစ်မယ်ဟဲ့လူခမရအဲ့ဒီလူဘလို့မှလုတ်လို့မရဘူးကြာလာတို့တို့ကိုလွတ်ပေးဟာဟာ ငါကတော့အဲ့ဒီလိုပဲလှုပ်မှာဘာလို့လဲဆိုတော့ဒီနေရာကငါပိုင်တဲ့နေရာမလို့ပဲမကြခင်မှာဒီနေရာကပွဲတော်ကျင်းမာတော့မှာဆိုတော့ဒီတော့အုပ်ကဘလို့ပဲဖြစ်ဖြစ်ဖြက်စည်းခံရမှာပဲလေတာကငါပိုင်နေပဲမင်းကငါတို့အဲ့ဒီလိုလှုပ်ခင်ပဲတော့မှပေးမှာမဟုတ်ဘူးဩမင်းတို့ကငါ့ကိုတားမယ်ပေါ့လေဟုတ်လားဟာဟာဟာငါ့ကိုဘယ်သူမှတားလို့မရဘူးကွာဒီတိုင်းပြည်ကဘရင်တောင်မှငါ့ကိုတားလို့မရဘူးဘာလို့လဲသိလားငါပိုင်တဲ့ဒီနေရာမှာနှစ်တိုင်းပွဲတော်ကျင်းပါတယ် ီးတော့အဲ့ဒီကနေငါကဝင်ငွေအများကြီးရတယ်လေဘယင်ကြီးကလည်းတိုင်းပြည်တစ်ခုလုံးမှာနာမည်ကောင်းရတယ်နားလေကြပြီလားမောက်ဆိုးအဲ့ဒီလိုပြောနေတော့မှပဲပိုးလာအပြေလွာရောက်ရှိလာခဲ့ပါတယ်ဒီကနေထွက်သွားစမ်းသူ့ပြောနေတယ်ခမရတုတ်ငယ်ချင်းတွေကိုဘာမှအနေရပေးလို့မရဘူးဟဲ့ကလေးငါလန်းကနေဖေးစမ်းမဖေးဘူးကောင်းပြီလေဒါဆိုရင်မင်းရဲ့ကံကြမ္မာကလည်းသူတို့နဲ့တထက်တည်းဖြစ်သွားစေရမယ်မောက်ဆိုးကအဲ့ဒီလိုပြောပြီးသူ့ရဲ့လက်နက်ကိုကောက်ကင်လိုက်တဲ့အချိန်မှာပဲ ဘယင်ကြီးတို့ရောက်ရှိလာကြပါတယ်။ရှစ်လိုက်စံရှုံးမာတဲ့လူမင်းကငါနာမည်ကိုတုံးပြီးဒီလိုရက်ဆက်တဲ့အလုပ်ကိုလှုပ်ရဲတဲ့အထိတက်တီတွေရှိနေတယ်ပေါ့လေ။ငါမင်းကိုလုံးဝခွင့်လုံမှာမဟုတ်ဘူး။ဟုတ်ဘယင်မင်းမြတ်ဘယင်မင်းမြတ်အထင်လွဲနေပါပြီဖေယား။ကျွန်တော်မျိုးကပွဲတော်အတွက်ဒီနေရာကိုရှင်းလင်းဖို့ပဲလာတာပါဖေယား။မဟုတ်ပါဘူးဘယင်မင်းမြတ်သူ့လိမ့်နေတာပါ။သူကဒီနေရာမှာရှိတဲ့တရိတ်ဆန်အားလုံးကိုတက်ပြီးသူတို့ရဲ့တရေတွေကိုရောင်းစားဖို့ရည်ရွယ်ချက်နဲ့ဒီကိုရောက်လာတာပါ။မဟုတ်ပါဘူးဘယင်မင်းမြတ်မဟုတ်ပါဘူး။ ဒီကလေးကနားမလဲတဲ့ကလေးလေးပါသူလိမ့်နေတာပါကျွန်တော်မျိုးကပွဲတော်အတွက်ဒီနေရာကိုရှင်းလင်းဖို့ပဲလာခဲ့တာပါဗျာတိတ်ဆန်ရုပ်မာတဲ့လူငါတငယ်ချင်းပိုးလာကဘယ်တော့မှလိမ့်မပြောဘူးခမီးတော်သူ့ကိုခမီးတော်ကိုယ်တိုင်အပြစ်ပေးမလားဒါမှမဟုတ်တားတော်ကပဲအပြစ်ပေးလိုက်ရမလားတားတော်ခမီးတော်ကိုယ်တိုင်သူ့ကိုအပြစ်ပေးမယ်သူ့ရဲ့အပြစ်ဒဏ်ကတော့ဒီနေ့ကစပြီးသူဟာငါတို့ရဲ့အတင်းတော်ထဲမှာပဲနေထိုင်သွားရမယ်ပြီးတော့ဒီမိနေရအကုန်လုံးဟာဒီတရိတ်ဆန်တို့ရဲ့နေရာဖြစ်သွားစေရမယ် ဒါကသူတို့ရဲ့ပိုင်နဲ့ဖြစ်သွားပြီကျွန်တော်မျိုးကိုခွင့်လွှတ်ပါဘရင်မင်းမြတ်ကျွန်တော်မျိုးမှားသွားပါတယ်ဖေဟာနောက်နောက်ဘယ်တော့မှဒီလိုမလုပ်တော့ပါဘူးကျွန်တော်မျိုးကိုခွင့်လွှတ်ပါခွင့်လွှတ်တော်မူပါဖေဟာတိတ်ဆန်မင်းရဲ့စကားတွေကိုငါတို့ယုံတော့မှာမဟုတ်ဘူးဘရင်ကြီးကအဲ့ဒီလိုပြောပြီးနန်းတော်စီကိုပြန်ကြွားသွားပါတော့တယ်ဒါဆိုဘရင်မင်းမြတ်ဒီနေ့ပွဲတော်အတွက်ဘလို့စီစဉ်ထားပါသလဲဖေဟာခမီးတော်ဒီနေ့မှာတိုင်းပြည်မှာပွဲတော်ကျင်းပမှာမဟုတ်ပါဘူးဟင်ဘာဖြစ်လို့လဲသားတော်အเจ้าကတော့ တားတို့တို့တိုင်းပြည်မှာတိတ်ကိုဆင်းရဲတဲ့ကလေးတွေအများကြီးရှိပါတယ်။သူတို့မှာစားစရာဝယ်ဖို့ပတ်စံတောင်မရှိကြပါဘူး။ဒါကြောင့်တားတို့စဉ်းစားမိတာကတားတို့တို့ရဲ့ပန်းနာတိုက်ထဲကအရေးတနာတွေကိုပွဲတော်မှာသုံးမဲ့စားဆင်းရဲသားတွေကိုဝင့်ငှပေးလိုက်တာကပိုကောင်းမယ်လို့ထင်ပါတယ်ခမီးတို့။အင်းဒါဟာတကယ်ပဲကောင်းမွန်လာတဲ့စကားပဲကွ။နောက်ဆုံးတော့တားတော်လေအကျွေးစီတွေရဲ့တံမိုးကိုတီးသွားပြီပေါ့။မှန်လားပါခမီးတော်။ဒီလိုနဲ့မင်းသားလေးရဲ့အကြံပေးချက်အတိုင်း ဘရင်ကြီးဟာဘန္နာတိုက်ထဲကယတနာတွေကိုစည်ရသောပြည်သူတွေအားလုံးကိုဝေငှပေးလိုက်ပါတယ်။ဒီအဖြစ်အပျက်ကြောင့်အတိုင်းပြည်တစ်ခုလုံးကပြည်သူပြည်သားအားလုံးဟာအတိုင်းမသိပျော်ရွှင်ဆန်းမြေ့သွားကြပါတော့တယ်။ဒီပုံမြင်လေးကနေပေးခြင်းနဲ့သင်ငန်းဆောင်ကတော့ငွေကြေးရတန်ဖိုးအစင်မှန်ကိုနားလည်ပြီးကိုကျင်းစာတရားနဲ့ပြည့်စုံမှုပါပဲ။ကျမတို့အတွက်အသေးပွဲလို့ထင်ရတဲ့အရာတွေဟာတချို့သူတွေအတွက်တော့အသက်ဆက်ရှင်ဖို့အရေးကြီးတဲ့အရာတစ်ခုဖြစ်နေနိုင်ပါတယ်။ဒါကြောင့်ကိုမှရှိတဲ့အရာတွေကို တံမိုးထားပြီးတော့လိုအပ်နေတဲ့သူတွေကိုကူညီဝင်ကားခြင်းကတကယ်မင်းကောင်းမင်းမြတ်တို့ရဲ့စိတ်ထားအမှန်ဖြစ်တယ်ဆိုတာကိုဒီဇလန်လေးကမိမောင်းထုတ်ပြနေတာပါပဲရှင်အခုလိုမျိုးစိတ်ဝင်စားစရာဇလန်လေးတွေကိုအမြဲတမ်းစောင့်ကြည့်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်အစောတိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်